ပထမဆုံးခန်ဘတ်မှာပဲအရှုံးတွေ့ခဲ့ရတဲ့ Stanfordes ထိုင်းရဲ့နာမည်ကျော် Superstar Stanfordes ကတော့မနေ့ကဂျမခဲ့တဲ့ One Championship ရဲ့1173ပွဲစဉ်မှာတော့ Japan Fighter Kana နဲ့ထွက်သက်ပြီးတော့ရှုံးပွဲကြုံတွေ့လိုက်ရပြီဖြစ်ပါတယ်။ Stanfordes ကအခုဆိုရင်တော့မြန်မာပြည်သူတွေရဲ့အားပေးမှုပုံမှန်ရရှိလာနေတဲ့ Fighter တစ်ဦးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဖက်ဒက်ဂျင်မာဆိုရင်လေဂျင်တင်ကြားနေတဲ့မြန်မာဖိုင်တာကျော်ဆောင်ဝင်ကိုမောင်လေးတယောက်လိုမျိုးနှွေထွေးဖော်ယူစွာဆက်ဆံပေးတာကြောင့်လည်းမြန်မာပြည်သက်တွေရဲ့ချစ်ခင်ခြင်းတွေကိုပုံမရရှိနေတာလို့ဆိုလို့ရပါတယ်။စတန်ဖက်ဒက်နဲ့ကာနာရိုရဲ့ဒီပွဲစဉ်ကိုတော့ဝမ်ချန်ပီယံရှစ်ကဈေးကွက်ချက်တွေနဲ့အနေနဲ့ဂျပန်မျိုးပေါ်မှာကျင်းပပေးခဲ့တာဖြစ်ပါတယ်။အမျိုးသမီးပွဲစဉ်ဆိုပေမဲ့ပြည်သက်တွေသဘောကျရလောက်အောင်အမှန်ကန်ပြင်းကြတဲ့ပွဲကောင်းပွဲကျန်တဲ့ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။စတန်ဖက်ဒက်ကလည်းဝိတ်တန်3ခုရဲ့ချန်ပီယံဖြစ်ခဲ့သူပြီးပြီးမ မကုံတတိတွေကတော့အထွေထူးပြောနေစရာမလိုတော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ဒဏ်ရာပြဿနာအကြောင်းရယ်ပွဲကစားတော့ဝေးနေတာရဲ့တို့ကြောင့်ဒီပွဲမှာတော့ Stanford တဲ့အနေနဲ့ထင်သလောက်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူးရှင်။ Japan Fighter ကာနာကတော့တော်တော်ကိုကောင်းတယ်လို့ပြောရမှာပါ။သူ့ရဲ့အရေးချင်းကတော့ဒီပွဲမှာမခေဘူးဆိုတာကိုသိမြင်ခွင့်ရခဲ့ရပါတယ်။ကာနာကကစ်ပေါင်စင်အရန်ကောင်းတဲ့ Fighter တစ်ဦးဖြစ်တယ်လို့ကမ္ဘာအကောင်းဆုံးအမျိုးသမီးကစ်ပေါင်စာတွေထဲမှာတော့ထိတ်တန်းဆဲဦးစီဝင်ထားသူပါ။ချန်ပီယံဖြစ်ချင်တဲ့ကာနာကတော့ဝမ်ချန်ပီယံရှစ်မှာရှိတဲ့ထိတ်တန်း Fighter တွေနဲ့အင်ဆိုင်ထုတ်သက်ပြီးတော့ချန်ပီယံခပတ်ကံမြတ်ဖို့အတွက် ဆန္ဒရှိနေသူတယောက်ဖြစ်ပါတယ်။အခုလဲသူထိုးသက်အနိုင်ယူခဲ့တဲ့သူကဝမ်ချမ်ပီယံရှစ်တဲ့ထိတ်တန်ဖိုင်တာစတန်ဖဲတက်ကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်ကြောင့်လဲကာနာအနေနဲ့နောက်တစ်ဆင့်တန်လန်သွားနိုင်ပြီလို့ပြောလို့ရပါတယ်ရှင်။ကြပြင်ပွဲနဲ့ပတ်သက်ပြီးလဲအမြဲတမ်းအဆင်သင့်ဖြစ်နေအောင်လေ့ကျင့်ထားသူတယောက်ပါ။ ဒါကြောင့်လဲဝမ်ချမ်ပီယံရှစ်အနေနဲ့ဘယ်အချိန်မှပဲပွဲတက်ပြီးပြီးအမြဲတမ်းအဆင်သင့်အနေထားဖြစ်နေသလိုအခုစတန်ဖဲတန်နဲ့ပွဲမှာလဲသူမရဲ့အရေးချင်းကောင်းတွေကိုထုတ်ပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ Q1 ကနေပြီးဝမ်ချမ်ပီယံရှစ်ကိုပြောင်းရွှေ့ထိုးသက်လာတဲ့ကာနာကတော့ Time Fighter Stand ကိုစက်တိုက်ဖိအားပေးထိုးသက်နိုင်တာကိုပဲကြည့်လိုက်ပါရှင်။ကာနာကသူမဘလောက်ကျွတ်တက်လာသလဲဆိုတာကတော့ဒီနှစ်ပွဲကတော့တက်တည်ပါပဲ။အမျိုးသမီးပွဲဆိုပေမဲ့မိကုံရန်ကုံအသေးချာအမှန်ကုံကိုပြင်းကြတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ကာနာကဝမ်ချမ်ပီယံရှစ်မှာတော့ပွဲဥထွက် က်ပွဲမှာရှုံနေခဲ့ရတယ်လို့အခုဆိုရင်တော့1မာလီဝက်ကစားထားပြီးတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံရလက်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ Stanford ကတော့1 Championship မှာ16ပွဲကစားထားပြီးတော့14ပွဲနိုင်9ပွဲရှုံနေထားသူဖြစ်ပါတယ်။အခုဒီပွဲက Stanford Combat ပွဲဖြစ်တယ်လို့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုပြီးမဲ့ Stanford ကတော့အပြုံးမပြတ်ရင်ဆိုင်နိုင်ခဲ့ပါတယ်။ပွဲအရန်ဝေးနေတာကြောင့်လည်းပါတယ်လို့တစ်ဖက်ပြိုင်ဖက်ဖိုင်တာကလည်းလုံးဝမခေသူတယောက်မို့အရှုံးတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီလို Stanford ရဲ့အရှုံးတွေ့ခဲ့လို့လည်း မြန်မာဖိုင်တာကျော်စွန်ဝင်းကလည်းအားပေးထားတာကိုတွေ့ရပါတယ်ရှင်စတန်ဖက်တက်ရဲ့နောက်ပွဲတွေမှာအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပရိသတ်ကြီးတို့ရောစတန်ဖက်တက်နဲ့ကာနာတို့ရဲ့ပွဲစဉ်ကိုကြည့်လိုက်ကြရပါလားကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြတ်ဝေဖန်သုံးသက်ခြင်းလဲဆိုရလဲကွန်မန့်မှာပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်